လူတွေကိုကျင်တရားမကောင်းလိုက်တာဖြစ်အောင်တက်တန်းတွေတို့သွားတယ်။ဒါမနေ့ကတရားဒီတရားဆက်မှာပြည့်နေလေးပြောပြမယ်။စကြဝဠာမင်းကြီးရှိတယ်။အဲ့ဒီစကြဝဠာမင်းကြီးကသူ့သားတွေကိုဆုံးမဆုံးမလို့စကြဝဠာမင်းရဲ့စัจ ्या ယရနာကြီးကသူ့မူလရှိတဲ့နေရာကနေရွေ့သွားရင်အဲ့ဒီပထမစကြဝဠာမင်းကြီးကတောထွက်တယ်။သားကြီးကိုဂျာတုပေးခဲ့တယ်။ဓမေစီရိယတောထွက်မယ်။ဓမေစီရိယကိုကိုဝင်းစော်လက်ဆင့်ခံခဲ့တယ်။ ကိုဝင်းဆောင်လည်းအဲ့လိုနေလာပြီးတော့တက်တန်းနေရှင်လာတဲ့ခါမှာအနှစ်တည်းတောင်းနဲ့သိမ့်နဲ့တိုင်းပြည်အုပ်ချုပ်တဲ့ခါမှာသူစက်ကြံရည်ရွေ့လာသူလည်းတော့ထွက်ဒီမလိုထပ်ပြီးနောက်ဆုံးဘုကတော့မထွက်ချင်ဘူးမပေးချင်ဘူးယာရုအာနာ he don't want to hand over သူကလည်း hand over မလုပ်ချင်ဘူး so he want to grasp his power he don't want to hand over his power သူ့ power သူ့ hand over မလုပ်ချင်ဘူး အဲ့တော့အဲ့တော့ဖခင်ကြီးပြောတဲ့ကျင့်ဝတ်တွေ तू မလိုက်နိုင်ဘူးမလိုက်နိုင်ကြ तू စัจကြယတနာရွေ့တယ်ရွေ့ပရိကွာပေးကွာစัจကြယတနာရွေ့သွားရွေ့တော်ထွက်ရမှာတော်မထွက်ဘူးဥပဒနာတော်ထွက်ရမထွက်ဘူးကွာဝင်းဆောင်ပေးဘူးကွာထွက်ဘူးကွာထွက်ဘူးလေဘာလို့လဲရှင်မင်းကြီးစัจကြယတနာကြီးရွေ့သွားရင်တော်ထွက်ပါထွက်ဘူးကွာအာနာပိယအာနာလို့မလို့ဘူးကွာဘယ်ဘယ်ဘယ်နေပြောနေအဲ့ဒါဆိုတခုလေးဖြစ်နေမယ်စပြီးအဲ့ဒီမှာခိုးမှုစဖြစ်တယ်ဘာလဲခိုးတယ် ိုးတဲ့အခါကျတော့အဲ့ဒီခိုးတဲ့အမောင်ယောက်ျားခိုးတဲ့တကူမှာကိုဝင်းစော်ကြီးခိုးတာငါကြီးရောက်လာငါဘင်းကြီးဆက်ချက်ဝရေးမင်းကော့ဆန်လာဓမ္မစရီသမရရေတဲ့မြင့်နဲ့ဆက်ချက်ဝရေးမင်းဆိုမနေ့ကတရားနာကြည့်ကဲမောင်ဝင်းစော်မင်းဘာလုပ်တာလဲခိုးလာခိုးပါတယ်မလိမ်ဘူးမလိမ်ဘူးမညာဘူးမတတ်ဘူးကာမမလုပ်ဘူးအရက်မတော့ဘူးလက်နဲ့မရှိသေးဘူးခိုးတာစတော့ကမ္ဘာလောကကြီးကိုခိုးတာစဖြစ်တာမင်းဘာလို့ခိုးရတာလဲခွာဆိုတော့ဆိုကျွန်တော်ပတ်စံကျွန်တော်ဝင်ဝေး income ကကျွန်တော်ရဲ့ income ကနည်းတယ် lower income ဖြစ်တယ်။စား lower income ကျွန်တော်ရဲ့ income နည်းတယ်။ကျွန်တော်ဝန်ကြီးနည်းတယ်။ပေးစံဘယ်လောက်လဲ။ဘာလို့ဘယ်လောက်ခိုးလဲ။ဒါဒါလုံးဝရှိရ။အဲတထောင်ပေးစံတထောင်ပေးစံပဲ။ဟိုအောင်သားလည်းခိုးပြန်အောင်။အမောင်မေးဘာလို့ခိုးရလဲ။ကိုဝင်းတော်လည်းပေးတယ်ကျွန်တော်လည်းအားပေးတယ်။အဖိုးလုံးကိုလုံးခိုးပြန်အောင်ဖိုးလုံး။နော်။ဟိုဒီဒီဖိုးလုံးခိုးတာမဟုတ်နော်ဇက်တော့ငါငါဇက်ကောင်လည်းဖိုးလုံးခိုးတယ်ကွ။ခိုးဖိုးလုံးပဲလေ။ခိုးပြန်အောင်။ ဟာမဖိုးလို့ဘာလို့ခိုးတာလဲ။အာကိုဝင်းစော်တို့ဒါတာလူမတော်ရှင်မရတကားဆိုရှင်မပေးတယ်လေ။ဟေးကောင်းကြီးပေးလိုက်ကော။ဘင်းကစဉ်းစားတယ်။ချရရင်ဒီကောင်လေးဒီလိုပဲခိုးနေလို့ငါကခိုးတိုင်းပေးရင်ဒင်းတို့အလုံးမလုံးပဲ။အဲ့တော့ကဲကွန်တန်းကြီးဒီတကားခိုးရခိုးကြီးလက်ဖြတ်မယ်ခြေဖြတ်ကျိုးတုပ်ပြီးတော့မြန်ရက်နဲ့တတ်မယ်။ဘာမသိဘူးခိုး။ဟေးကောင်ဝင်းစော်မင်းဘာလို့ဆိုခိုးမိပါလဲ။ဘာလို့ခိုးလဲ။ပတ်စံပတ်စံမရှိဘူးကောင်တတ်လိုက်တော့။နောက်တကားခိုးတဲ့ကောင်ကခိုးတော့ခိုးတယ်မပြောတော့ဘူး။ အဲ့မအေးမင်းနေခိုးလားမင်းခိုးအောင်ခဏခိုးခိုးလေမနေ့ဝိုင်းဖန်တာလေလိန်နေအဲ့ခိုးပြီးတော့လိန်ခိုးရတဲ့ဂျာလိန်နေကြမှာတတ်လိုက်ပြီတတ်ပြီးတော့လိန်နေလိန်နေလိန်ပြီးရောအဲ့တော့ဟိုဘောကစဉ်းစားလိုက်ဒီတခါဖိုးလုံးကမမဒေါ်အေးမင်းရဲ့အိမ်ကိုသွားခိုးမယ်ခိုးရင်အဲ့ဒီကောင်မတွေမတိုင်အောင်တိုင်အောင်သတ်ပလိုက်ရှုပ်ကြော်တော့အပြောက်ရှင်းလိုက်ဆရာတော့တတ်တာပါလာပြီခိုးတယ်လိန်နေတတ်တယ်အဲ့လိုဖြစ်တဲ့ခါမှာတက်တန်းတွေတူသွားတယ်ဆယ်နှစ်တည်းကြော်လိုက်ပြီနော် တတော်ကနေ5000 5000ကနေ2500 2000တပြည့်နဲ့500တရအဲ့လိုတပြည့်ပြည့်နဲ့မင်းကဟောခဲ့ပြီးပါပြီစက်ကောက်ကိုတုတ်တိုင်းဟုတ်ပြီနော်ချက်ထားတာအဲ့လိုကနေပြီးတော့ဆယ်နှစ်တန်ရောက်သွားပြီဆယ်နှစ်တန်ရောက်တဲ့အခါလဲကျော်လူတွေစဉ်းစားဘယင်လည်းမကောင်းတော့ဘူးဘုန်းကြီးတမနာပြမနာတွေလည်းမကောင်းတော့ဘူးယတိယန်းတွေကလည်းကလင်ကကျက်အတက်ပညာနဲ့ပုံနာတွေကလည်းကလင်ကကျက်မိဘတွေလည်းမယုတ်သေးဖြစ်တော့လူတွေအဲ့တော့မှ တို့မိသားစုတစုကအော်ဖိုးလုံးတို့ကိုကိုကိုဝင်းစောတို့ဥလူမောတို့ကဒီလိုဆိုရင်မောင်ဖိုးလုံးကြီးအဲ့လိုသူ့ငါတငါသူ့တန်းနဲ့တီလာတွေလည်းယွန်းကွက်မြစ်တာတွေတီလာတွေသွေးပြီးမြစ်တာတွေယွန်းကွက်ပြီးတော့ကိုရင်တရားတွေခေါင်းပန်းလူလောကထဲမှာနေမဲ့အစားတောထဲမှာသွားနေမဲ့ကွာတစ်ပင်ထဲမှာနေမဲ့ကွာချော့မှုတဲ့နေမဲ့ကွာတိုက်ရင်ကြီးစွန့်မဲ့ကွာဆိုပြီးအဲ့ဒီမိသားစုတွေအုပ်စုအုပ်စုလေးတွေသူတို့နဲ့မေတ္တာတွေကိန်းလာတယ်တို့ကိုလည်းသူများတွေမတတ်ပါစေနဲ့ သူများကိုလည်းတို့မတတ်ချင်ပါဘူးဟုတ်ရောမှန်တယ်နော်သူများကိုလည်းအနိုင်မယူခြင်းဘူးကို့လည်းအနိုင်မယူပါစေနဲ့ဒါငါတို့ဆရာကတို့ဆရာတို့ဥက္ကန္တဗုဒ္ဓရဲ့ရွှေချင်းသာသနာပိုင်းဟိုကြောက်စားတဲ့ဆရာတော်ဘုရားကြီးရဲ့စကားနဲ့အဲ့လိုလေအဟံငါသည်ပရိသန်သူတော်တို့ဤအဟံငါသည်ပရိသန်သူတော်တို့ဒုက္ခဆင်းရဲကိုမအိဆံရရအလိုမရှိပါပရောဇာငမ္မတဘာသူတော်ဘာတို့ကလည်းမင်းငါကြီး ဒုက္ခကိုနှုတ်နှစ်ပါးဆင်းရဲကိုနှုတ်ကိုနဲ့စိတ်နဲ့ဆင်းရဲခြင်းကိုမအိဆံမအိဆတုမလိုလားကြပါစေနဲ့အဟံဃာတိပရိသတ်သူတော်ဘာတို့ဤဟိတန်စီဝါချမ်းသာကိုတန်လည်းအိဆံအိစေအလိုလားခုံးမြမာဤပရောဇံငါမတဘာသူတော်ဘာကလည်းမင်းငါဤဟိတန်စီဝါကိုအိဆံအိစေအိဆံအိဆတုလိုလားခုံးမြမာစေတည်းအဟံဃာတိပရိသတ်သူတော်ဘာတို့ဝိညာဉ်ဝိညာဉ်သူတော်ဘာတို့ကငါသူတော်ဘာတွေပင်မန်းခြင်းမတွေ့ချင်ပါဘူးသူတော်ဘာတွေလည်းငါရဲ့ပင်မန်းတာကိုမတွေ့ပါစေနဲ့လို့ အဲ့တော့ကြောက်စရတယ်ဆိုတော့ဘုရားကြီးကပရမတ္ထစက်ကိုကျင်းရဏိဂုံးလေးမှာကိုတော့ကထူးကြီးဆရာတော်ဘုရားကတရားသိမ့်နေသိမ့်နေအဲ့ဒီကာရာလေးကိုသိမ့်တယ်တီးကူဆရာတော်တရားတခုမှသိမ့်ဘူးလေထူးကြီးဆရာတော်ဘုရားကြီးကပါရယနာတုတ်တန်ကြီးကိုဟောတဲ့ခါမှာအဲ့ဒီဟာလေးနဲ့သိမ့်တယ်ဟုတ်ပြီနော်တဆင်ကောင်းပြီအဲ့တော့တဲအဲ့လိုတရားသိမ့်နေသိမ့်လိုက်တဲ့အခါမှာသူများတွေဓမေစီရီဒီသူများတွေရဲ့ဆင်းရဲကိုမချစ်ချင်ပါဘူးပရိသတ် ငါမတပါသူတပါကိုကလည်းမမငါဤဒုက္ခကိုစိတ်နှစ်ပါးဆင်းရဲခြင်းကို မမြင်ကြပါစေနဲ့အဲ့ဒီစေတနာလေးကိန်းသွားလိုက်ဟုတ်ပြီနော်ငါတို့လည်းသူများတတ်တာကိုမခံခြင်းဘူးသူများတွေကိုလည်းငါတို့မတတ်ဘူးဆိုတဲ့စိတ်ကလေးနဲ့တော်တဲ့အသွာမှာကိုလူမော်ရဲ့သမီးအေးမင်းရဲ့သမီးဖိုးလုံးရဲ့သမီးကအသက်20ဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။ဖေရီရဲ့သေသွားတယ်ဝင်းစော်သေတယ်ဓမေစရီသေတယ်ဥလူမော်သေတယ်ဖိုးလုံးသေတယ်အေးမင်းသေတယ်ငါတို့သမီးတွေငါတို့သားဘာဖြစ်သွားလဲ။20 က်30အဲ့တော့တို့သမီးလေးတွေကစဉ်းစားပြီဟောဖေးကောတို့ဖေးကြီးဝင်းစောတို့ဖေးကြီးဖိုးလုံးတို့ဖေးကြီးလူမော်တို့မမေကြီးမအေးမြင့်တို့တို့တွေကမြစ်တာတရားလင်းလို့ငါတို့အသက်20ရှိတယ်တော့ဒါဆိုတို့ကထပ်မြစ်တာထားလိုက်ရင်ဆိုရင်တို့အဲ့မှာတို့ဆိုငါတို့စားမယ့်ဟာလေးကိုတို့စားတဲ့အပြင်သူများကျွင်မကောင်းဘူးလားဒါနစပေါ်လာပြီတော့ပထမဆုံးစပေါ်တာဒါနပဲဒါနလေးပေါ်လာတော့အဲ့လို့ဆိုသူများလည်းပေးကျင်တယ်ဆိုတော့40 20မှာသိသွားတယ် ဆယ်နဲ့တက်တန်းမှသေတဲ့ပုဂ္ဂိုလ်နဲ့20တမီးတွေပြန်နိုင်20တမီးတွေက40ဆရာလေးတို့ဟုတ်ပြီနော်ဒါစက္ကဝရတုတ်တယ်40က80 80ကတရားဆိုအပ်တယ်ပြန်တက်တသိန်းတက်အဲ့လိုတက်တယ်ပြန်တက်လာအဲ့ဒီဟာနဲ့ဆက်ဆံသွားတယ်ကုသိုလ်အဲ့ဒီတော့ဒီတုတ်တံမှာတော့ဗာလိထုလဲဆိုတော့ငါသားရဲ့တဲ့မင်းနောက်ဆုံး last person last king နောက်ဆုံးရှင်ဘုရင် the king of lux မဖြစ်ပါစေနဲ့နောက်ဆုံး last king မဖြစ်ပါစေနဲ့အဲ့လိုတွေပြောရတယ်သူနားမထောင်ဘူးဟုတ်နော်ဟုတ်တယ်လေသူနားမထောင်ဘူးအဲ့လိုနားမထောင်တာဖြစ်ချင်းညောင်းတောက်လျှောက်ကောင်းနေခဲ့တဲ့ရာဇဝင်ကြီးကိုရာဇဝင်အကောင်းကြီးကိုပြောင်းပြန်လုတ်ပလိုက်တာဖြစ်ချင်းညောင်းအဲ့ဒီမကတိဝသုတ်တံကိုရာဇဝင်ကောင်းကိုမှရာဇဝင်ကောင်းကိုမပြောင်းမိပါစေနဲ့တရားကောင်းနဲ့ပြေးခဲ့ပါတယ်